operation manager တွေအနေနဲ့သူတို့အတွက်တွေ့ကြုံနေရတဲ့ challenges တွေအကြောင်းနည်းနည်းပြောပါဦးမယ်အဲ challenges ဆိုတာဘာလဲဆိုတော့အရင်တုန်းကလုပ်ခဲ့တဲ့ operation လုပ်ခဲ့တဲ့ပုံစံနဲ့အခုနောက်ပိုင်းဒီ operation လုပ်ရမယ့်ပုံစံဘာကွာသွားသလဲပေါ့နော်အဲဘာလို့မဆိုပေါ့ကိုလက်ရှိလုပ်နေတဲ့ပုံစံကနေပြီးတော့ပြောင်းလဲပြီးလုပ်ရတဲ့အကောင်မျိုးမှာထိုက်တန်တဲ့လောက်တော့ challenge တွေရှိရပါလေအဲအဲ့ဒါကိုဒါ challenges လို့ပြောတာပါဆိုတော့အရင်တော့ဆိုလို့ရှိရင်တို့ operation လုပ်တဲ့အခါမှာ local focus national focus တွေနဲ့သွားကြတယ်။သဘောကကိုယ့်စီရလူတွေကဘာတွေကိုကြိုက်တတ်တယ်လဲပေါ့။နော်။ကိုယ့်ပြည်တွင်းရလူတွေကိုယ့်နိုင်ငံတွေရလူတွေအဲတို့အကြိုက်တရားဘယ်လိုတွေရှိတယ်လဲပေါ့။အဲ့ဒါလေးတွေစဉ်းစားရတာနော်။ဥပမာဆိုလို့ရှိရင်ထိုင်းစားစာဆိုပါစို့ အာချိုးတယ်အဲဆက်တယ်ချင်းတယ်ဒီလိုမျိုးလေးတွေသွားတယ်။ဟောဒါမဲ့အခုနောက်ပိုင်းကျတော့အဲ့လိုမရတော့ထိုင်းကိုလန်လိုက်ကြတဲ့နိုင်ငံတကာလူမျိုးတွေအများကြီးပဲအဲ့တော့ကိုယ့်ရဲ့ဒီအရသာချိုချိုကြီးတွေအရန်ဆက်နေတဲ့ဟာကြီးတွေ ਨੇ လုံးလုံးမရတော့ဘူး။ဘာဘာပြန်ပြီးတော့ဟိုပြန်ချိန်ရလဲဆိုတော့ global focus ကိုပြန်ကြည့်ရတယ် အရနာအောင်ထိုက်တင်းသလောက်ဒီတကဘာလုံးကလူတွေစားနိုင်တဲ့ပုံစံမျိုးလေးတွေဖြစ်အောင်ထိုက်တင်းသလောက်အလျှော့အတင်းလေးတွေနဲ့နည်းနည်းလေးပြန်ပြင်ရတယ်။မပြင်လို့ကလည်းမရအောင်ကိုယ့်ရဲ့ဒီကြိုင်မြတ်မှု taste ပုံစံနဲ့သူတို့လိုချင်နေတဲ့ပုံစံနဲ့ကွက်တိအေးဖြစ်ဖို့က ဟိုတိတ်မလွယ်ဘူးပေါ့နော်ကိုကတစ်တလုံးဒီအဆက်တွေအချိုတွေနဲ့ကျင်လည်လာပြီမဲ့သူတို့တွေကဒါတွေကိုမခံစားနိုင်တဲ့အခါကျတော့လေကိုအကြိုက်နဲ့ကွက်တိသွားလို့ဖို့မရအောင်အထိုင်လျောက် adaptable လုပ်ရတာပေါ့ညှိရတာပေါ့လေအဲ့လိုမျိုးပေါ့ဒါ global focus ကိုကြည်လာရပြီဆိုတဲ့သဘောပေါ့ဘာဖြစ်လို့လဲဆိုတော့တကဘာလုံးမှာဒီ globalization ခေတ်တွေဖြစ်လာတဲ့အခါကျတော့ဟိုဒီ national focus ဒီ local focus လောက်နဲ့ကြည်နေလို့မရတော့ဘူး global focus ကိုဟိုကြည်ရတယ် ဟို think big ပေါ့ big picture နဲ့ကြည့်နိုင်ဖို့လိုအပ်လာပြီပေါ့နော်ကို့ဒီတကွက်ကလေးကိုပဲကွက်ကွက်လေးကြည့်နေလို့မရတော့ဘူးဟိုအကြီးကြီးဟိုမြင်အောင် ကြည်လာဖို့လိုအပ်လာပြီပေါ့လေနော်အဲ့ဒါလေးကဒါ operation ဒီ manager တွေအတွက် challenging ဖြစ်စေတဲ့အချက်တစ်ချက်ပါအာနောက်တစ်ချက်ကကြတော့အဲကျမတို့ဒီပစ္စည်းတွေပါတွေအရင်တုန်းကဒီဝယ်မယ်တို့ရောင်းမယ်တို့ဒါမျိုးလေးတွေပေါ့ဝယ်တဲ့လူအနေနဲ့ပဲဖြစ်ဖြစ်ရောင်းတဲ့လူအနေနဲ့ပဲဖြစ်ဖြစ်အများအများကြီးဝယ်ကြတာ များများကြီးဝယ်ကြဟို last size တွေပေါ့ဟို back လို့ခေါ်တယ် back key ပေါ့အများကြီးဝယ်လို့ရှိရင်ဘာလို့ဆိုတော့ဟို discount နေရတယ်လေနော် discount နေရတယ်အဲတခြားတော့ခန်းစားခွင့်တွေလည်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးဝယ်ကြတာမျိုးတွေလောက်ကြတယ်အခုကကြတော့အဲ့ဒီလိုတွေမဟုတ်တော့ဘူးဘလို့ဝယ်ကြလဲဆိုတော့ကျမတို့ GID ပုံစံနဲ့ just in time in time ကိုလိုတဲ့အချိန်လေးမှာရရင်ပြီးရောကြိုပြီးရောဟိုမဝယ်ထားကြတော့ဘူး ဂျက်ဆင်တိုင်းပုံစံနဲ့ဝယ်တယ်ရောင်းတယ်လုပ်တဲ့အခါမှာအင်မတန်ကိုအကျိုးကျေးဇူးတွေရနိုင်ရှိတယ်။ဘာလဲဆိုလို့ရှိရင်အရန်မြင်လာတဲ့အကျိုးကျေးဇူးတွေကပစ္စည်းတွေကျူလောင်ထားစရာမလိုတော့ဘူး။လောင်ထားစရာမလိုတော့ဒီ inventory ဆိုတဲ့ဝယ်ထားတဲ့ပစ္စည်းတွေအပေါ်မှာမြုံနှံထားရတဲ့ငွေတွေမကုန်တော့။နောက်တစ်ချက်ကဒီပစ္စည်းတွေကိုထားဖို့အတွက်ဂိုဒေါင်တို့ဘာလို့အဲ့ဒီဟာတွေမလိုတော့ဘူး။အဲအဲ့တော့ဂိုဒေါင်ငှားခတွေလူငှားခတွေဒါဒီစီးတွေစောင့်ဖို့ပေါ့လူငှားခတွေဒါတွေမကုန်တော့ နောက်တစ်ချက်ကကြတော့ကိုယ်စီမံထားရင်းနဲ့ထိခိုက်ပျက်စီးသွားနိုင်မဲ့ဒီ risk တွေပေါ့နော်ဒါလေးတွေအားလည်းပဲကိုယ်စီမံမရှိတော့ဘူးအဲ့ဒီလိုပုံစံမျိုးလေးတွေနဲ့နောက်ဆုံးတစ်ချက်ရှိပါသေးတယ်တခါတလေကြလို့ရှိရင်ပစ္စည်းကအစင်းမရှိနေတာပဲဆိုတဲ့အခါကျတော့ လက်ထက်မှာဒီ stock တွေပေါ့ inventory တွေရှိနေတာပဲဆိုတော့ဟိုဘုံဘွားလောက်အသုံးလိုက်တာမျိုးလေးတွေကုံသွားရင်ဘာဖြစ်လဲ godown ထဲမှာသွားယူယုံပေါ့ဆိုပြီးတော့အဲ့လိုမျိုးလေးတွေစိတ်တက်လေးတွေ ਨੇ ပေါ့နော်လောက်ကြလိုက်ရှိအခုကြတော့ကွက်တိမှားထားတဲ့အခါကြတော့ဟိုပြီးရယ်လဲသုံးလို့မရတော့ဘုံဘွားလောက်သုံးလို့မရတော့ဘူးအဒီအတွက်မှားထားတာဒီလောက်ဆိုရင်ဒီလောက်နဲ့ဖြစ်အောင်သုံးရတဲ့အခါကြတော့တဖြည်းဖြည်းနဲ့ efficiency scale တွေလဲတက်လာနိုင်မြဲ ဒါ inventory အပူမထားထားတဲ့အဲကိစ္စကြောင့်ဖြစ်လာတဲ့ရလာတဲ့အကျိုးကျေးဇူးတွေပေါ့ဒါပေမဲ့လုံးဝဒီ inventory ကို မထားဘူးလို့တော့ပြောတာတော့မဟုတ်ပါဘူးထိုက်တဲ့လောက်အာရှိဖို့တော့လိုပါတယ်အများအများကြီးနဲ့အရင်တုန်းကလို့သွားနေတဲ့ပုံစံမျိုးလိုမျိုးဟိုအများကြီးဝယ်ထားတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ GID ပုံစံမျိုးတွေနဲ့ပဲအဲဒါကုန်ပစ္စည်းတွေဝယ်တယ်ထားတယ်ဆိုတဲ့အလေးကိုပြောချင်တာပါ